ယောဂီနံပါတ်82တာဥစားနိုင်ဆိုတာဒါပါတကယ်ဥစားနိုင်ကကျမ်းမာရေးမကောင်းလို့သာသနာဘောင်နေပြီးတော့စေကူတာတဲ့နေရာမှာနောက်ဆက်ပြီးတော့ရန်ဝင်းနဲ့မသိတော့လူပေါင်းလို့ဆင်းလာရန်ဘွဲ့နာမည်ဘလို့ခေါ်လဲစန္ဒောဘတာပူလာမင်တောင်စလင်းမှာပဲဓမ္မဂတိကမမဖျား73နှစ် ဒီနိုင်ငံလှည့်ပြီးတော့တရားဟောကြပါတယ်ဗျာကိုလာမင်းဆိုတဲ့ကမတော်ရင်ဓမ္မဂရိကနာမည်နဲ့ဓမ္မစရိယအကြံတော်ပြီးသွားတယ်မှန်ပါဗျာ2000ပြည့်နှစ်ကမဆိုးရင်မှပြီးပါတယ်ဗျာသုံးကြံလုံးပြီးပါတယ်သုံးကြံလုံးပြီးပါတယ်သာသနာ့ဓမ္မစရိယဘွယ်ရမိမိကိုယ်တိုင်လည်းရိတ်တာတွေစာသင်တိုက်တွေဖွင့်ခဲ့သေးလားဖွင့်ခဲ့ပါတယ်ဗျာဂျန်ကင်းတောင်ပမာသူကရိတ်ငြိမ်ရိတ်တာနဲ့သူကရိတ်ငြိမ်တော်ရစာသင်တိုက်နှစ်တိုက်တည်ထောင်ထားခဲ့ပါတယ်ဗျာ ဟုတ်ပြီအဲ့တော့စာပြီးလက်တက်တယ်ဓမ္မစရိယာကျန်တဲ့ဘုံဘယ်နဲ့ကျန်တဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလည်းနန်းနန်းသက်သက်လေ့လာထားပြီးတော့အတိညာဘုံသုတ္တာတွေလည်းအများကြီးရတာလေအဲ့တော့ဒီမှာဦးစင်းနဲ့ပထမဆေးဇခံဒုတိယဆေးဇခံအဲ့ဒီဇခံကျင့်စဉ်သဘောတရားနဲ့ကျင့်စဉ်ရှင်းတဲ့သဘောတရားတွေပေါ်မှာစာပေပရိယတ်တိနဲ့ ဝေဖန်ပြီးပါမမဖေတပည့်တော်ဆရာတော်ဖေရေးသားပြုစုထားတဲ့သောတပတ္တိမရှုဝေကျမ်းကိုလည်းတည်တည်ချာချာဖတ်ပါရဖေအထူးသဖြင့်အဆေရအွန်လိုင်းစခန်းမှာမာပလင်နှစ်နာရီကျင့်စဉ်ကိုယ်တိုင်ကြိုးစားပြီးကျင့်ခဲ့တဲ့အုံကလေးကတရားရဲ့အကျိုးကျေးဇူးကိုထိုက်တင်သလောက်ခံစားရပါတယ်ဗျာ။ တရားစခန်းကပြန်သွားကြရဲမာပလင်းနနာကြီးချိတ်ပြီးတဲ့အချိန်ကစပြီးတော့ဒီပပဲ့ရင်ပါထဲမှာအေးနေတဲ့အေးထက်ခံစားပါရပြာတကားတရားကိစ္စများပြီးတရားမထိုင်ဖြစ်လို့အဲ့ဒီအေးတက်ကလေးပျောက်နေတယ်ဆိုရင်တော့တနာကြီးလောက်ထိုင်လိုက်ရင်ပြန်ပြီးထင်ရှားလာပါရပြာအင်းတလေးပေါ့မမပါဗျာတကားတလေးစိတ်နှောက်ရှက်ဖြစ်စရာ ဒေါသဖြစ်စရာဂျုံလို့ဖြစ်လာရင်တော့အဲ့ဒီအေးတဲ့နေရာလေးကဖြည်းဖြည်းပူလာထင်ရှားလာပါလေဗျာအဲ့တော့ကြောင့်ဒေါသအလျောက်ကျွမ်းကျန်တန်တန်ပြောပြီးဆိုပြီးတာနဲတော့ပါလေဗျာအဲ့ဒီပူလောင်မှုလည်းအကြာကြီးလက်မခံပဲပယ်လို့ရသွားပါလေဗျာဒါနှစ်နာရီမှာပလင်းကျင်းပြီးတော့ပါဗျာအခုဒီမှာတော့မနေ့က9နာရီမှာကာယကဒုက္ခဝေဒနာအကြောင်းခံတဲ့ ဒိဋ္ဌိတနာဒေါသဇောအကျမ်းတွေကိုစူးစမ်းပြီးတော့ကလောထုတ်ပါလေဗျာမာပလင်ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့လည်းပဲဆရာတော်ဘုရားပြုစုထားတဲ့သောတပတ္တိမေရှုဝကျမ်းဇာမျက်နှာ194နဲ့195မှာဘုရားပါဠိတော်ဥပရိပန္နတာပါဠိတော် ဒေဝဒဟဝက်ဒေဝဒဟသုတ်ကိုထုတ်လုပ်ပြီးတော့တာရကဆောင်းထားတာလည်းဖတ်ရှုရပါတယ်ခင်ဗျာဒေဝဒဟသုတ်မှာယန္တဘဆင်ញင်စဉ်းစားတာချမ်းသာတယ်လို့နေတော့ငါအာအကုသိုလ်တရားတို့သည်တူပါကုန်၏ကုသိုလ်တရားတို့သည်ဆုပ်ယုပ်ကုန်၏အတဘောကိုဆင်းရဲစေခြင်းဟာ အာထုတော်ငါအာအကုသိုလ်တရားတို့သည်ဆုံးယုတ်ကုန်၏ကုသိုလ်တရားတို့သည်တိုးဝါကုန်၏ငါသည်အတ္တဘောကိုဆင်းရဲစေခြင်းမှာအာထုရမှုကောင်းလေစွာယန္တဘာဆင်ခြင်စဉ်းစားပြီးတော့အတ္တဘောကိုပင်မဆင်းရဲစေခြင်းမှာ အာထုတ်ဤအတဘောဆိုတာလူတွေမသိဘူးရှင်းပြခန္ဓာကိုယ်အတဘောကရဇကာယရူပကာယပြောပါတယ်ဖေဟာရုပ်အဆိုင်ခဲကြီးကိုကရဇကာယခန္ဓာကိုယ်အတဘောကိုဆင်းရဲစေခြင်းကအာထုတ်တော်ထိုယဟန်အားအကုသိုလ်တရားတို့သည် ဆုပ်ယုတ်ကုန်ဤကုသိုလ်တရားတို့သည်တူပါကုန်ဤနောင်သောအခါထိုယဟန်သည် အတဘောကိုပင်မဆင်းရဲစေခြင်းဟာအာမထုတ်တော်ချေအဘဲကြောင့်နည်းဟုမူအကုသိုလ်တရားတို့ဆုတ်ယုတ်ခြင်းဟာကုသိုလ်တရားတို့တိုးပွားစေခြင်းဟာအတဘောကိုဆင်းရဲအောင်ပြုခြင်းဖြစ်ဤထိုအကျိုးကျေးဇူးသည်ပြီးမြောက်ပြီဖြစ်သောကြောင့်အာမထုတ်တော်ချေ ဟာပလင်ကျင့်စဉ်ဘုရားတပည့်တော်ကိုယ်တိုင်လည်းကျင့်ပြီးသလောက်ဒီဒေသနာတော်နဲ့လည်းရှင်ပြီးတော့စဉ်းစားမိသလောက်လျှောက်ထားရရင်ကာယကဒုက္ခဝေဒနာကတော့အလွန်ပြင်းထန်ပါလေဘုရားခန္ဓာကိုယ်ပင်မဆင်းရဲစေခြင်းဖြင့်ထိုကာယကဒုက္ခကိုကြောင်းခံပြီးဘုရားတပည့်တော်တို့စိတ်အစဉ်မှအစမတင်တန်ត្រာကနေငုတ်ရှိုးပြီးတော့စွဲနစ်လာတဲ့ ငါပေါင်ငါတူငါခါငါကိုဆိုတဲ့ဒိဋ္ဌိချမ်းငါမခံနိုင်ဘူးဆိုတဲ့ပြီးမခံနိုင်ဘူးဆိုတဲ့ဒေါသဇောချမ်းဒါလေးပါဖောက်ပြန်လာတဲ့အခါတက်တာရာကိုရှာလို့တဲ့လုံမဲ့ပြင်းမဲ့ဆိုတဲ့တဏ္ဍဇောအကျံတို့အကုသိုလ်ဇောချမ်းများချုပ်ငင်းခြင်းအတွက်ကျင့်ခြင်းဖြစ်တဲ့အတွက် ဒေဝရဟတုဒေသနာတော်နဲ့လျော်ညီပါတယ်ဖေဟာအဘုဒ္ဓတရားတို့ဆုံးယုတ်ညုံတာမဟုတ်ပဲစောင့်ရှုနေတဲ့ဝိပဿနာမဲ့အစဉ်မှာလဲရှုညာမှာလဲဝိရိယတတိတမာတိကုသိုလ်တရားတို့တိုးပွားလာပါတယ်ဖေဟာတို့ကြောင့်မာပလင်ကျင့်စဉ်မှာအဘုဒ္ဓတရားတို့ဆုံးယုတ်စေဖို့ဝိပဿနာမဲ့ကုသိုလ်တရားတို့ တိုးပါစေဖို့ကိုက်ကဒုက္ခကို အရင်နည်းပြုအကြောင်းခံရင်ဖြစ်တဲ့အတွက်ဘုရားတပည့်တော်လေ့လာမိသလောက်ဖတ်ရှုမိသလောက်ဒီဒေဝရဟတုတ်ဘုရားဟောဒေသနာတော်နဲ့လျော်ညီကြောင်းတွေ့ရှိရအောင်ပါဘုရားငိတန်ထဲမှာတော့အမျိုးမျိုးပဲဖတ်နေရပါတယ်ဘုရားကြာကြာထိုင်မှတရားလားပြင်းပြင်းထန်ထန်ကျင့်မှတရားလားမလုံမပြင်းပဲကျင့်မှ တရားလားလို့ရေးတာတွေလည်းဖတ်ရှုအားကြောင်းပါဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘုရားတပည့်တော်ယောဂီများလည်းပဲသာတရားမမှားရစဉ်းစားမိဖို့ဘုသူတ္တတွေးမိတယ်လို့ရှောက်ပြစီဗျာဘုရားတပည့်တော်တို့မြမပြီးမှာအာလုံးခြေတာတွေဖွင့်ပြီးတော့တရားစခန်းတွေကျင်းပပြီးတရားပြပေးနေကြတာတကယ်တော့မြတ်စွာဘုရားရဲ့ လမ်းကိုလိုက်ပြီးဖះလမ်းညွှန်ချက်များကိုမျှဝေနေခြင်းဖြစ်ပါတယ်ဖះကြာကြာထိုင်မတရားလားဆိုရင်ဖះကျင့်တာကိုဖះတပည့်တော်တွေးမိပါတယ်ဖះအာလုံးလည်းပဲဗုဒ္ဓဘာသာဝင်နေကြားဘူးပြီးသားပါဖះမြတ်စွာဘုရားလေးတင်တဲ့ကဘာတသိမ်ပါရမီတွေပြည့်အောင်ဖြည့်ပြီးလို့ဖះဖြစ်တော့မယ်အချိန် ဘုရားဖြစ်အောင်ကျင့်တော့မယ့်အချိန်နေမောမီမနတာကိုအောင်မြင်ပြီးတော့ဘောရီဝင်အောင်ပါဘုရားမဖြစ်သည်များဒီတင်ပလင်ငွေကငါမထတော့ဘူးဆိုပြီးတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့တရားကျင့်ပါလေဘုရားဘောရီဝင်အောင်ပါဘုရားဖြစ်ဖို့တရားကျင့်နေတဲ့ဘုရားလောင်းတော်ဘုရားဘာသာဝင်ယောဂီများနှလုံးသွင်းဆင်ခြင်ကြည့်ရင် အခုနကရေးတယ်ပြောတဲ့ဟာတွေအလိုလိုရှင်းသွားမှာပါဗျာနေဝီပြောချင်ရနေပြီတရားထိုင်လိုက်တာအာနာပါနတမာတိနမိတ်ထူတောင်းပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်စရုပ်လဇန်အထိရောက်စရုပ်လဇန်ရောက်တဲ့အခါမှာတောအိဝံတမာဟိတေစိတ်တေပရိသုတ်တေပရိယောဒတေ အမင်ကနေမိကတုပကိလေသေးမုဒုဘူတိကာမဏိယထိတေအာနင်ဇပတေပုပ်ဝေနိဝါဒနုတ္တိညာနာယစိတ်တံအပိနေနာမေသိဘုရားကိုယ်တော်တိုင်ညီဥယံမှာပုပ်ဝေနိဝါဒနုတ္တိညာကို ရရှိတဲ့အကြောင်းဟောခဲ့ပါတယ်ဘုရားတင်ပလင်ကိုမဖြုတ်သေးပါဘူးဘုရားဘုရားမဖြစ်သေးလို့ပါဘုရားဆက်ပြီးတော့ကျင့်လိုက်တာ တကောင်းရမှာသုတ္တပပါဒညာနာယစိတ်တံအပိနေနာမေသိင်းဘုရားကိုယ်တိုင်ပင်ကြတာဒိဗသကုညံကိုတကောင်းရံရောက်မှရရှိတယ်လို့လေ့လာရပါတယ်ဘုရားတင်းပလင်ကိုမဖြုတ်သေးပါဘူးဘုရားဆက်ပြီးတော့ဘုရားအလောင်းတော်တရားကျင့်တညာလုံးကျင့်တာနည်းနည်းမိုးတော့အလင်းရောက်တဲ့ခါကျမှ အာတဝခယညံနဲ့တကွသဗ္ဗညုတညံရပြီးတော့ဘုရားစင်စစ်ဖြစ်တော်မူခဲ့တဲ့အကြောင်းဘုရားဘာသာဝင်များအားလုံးလည်းသိရှိကြပြီပါဗျာလေးပင်ချင်းနဲ့ကဘာတသိပါရမီပြည့်အောင် ဖြည့်ပြီးတဲ့ဘုရားလောင်းတော်မှညံနေရန်ချိန်ကနေတညာလုံးနဲ့မိုးတောက်အထိတရားကျင့်သွားတာမှာ ကြာရာထိုင်ဖို့မလိုဘူးဆိုရင်ဖះကခဏနဲ့တရားကျင့်တော်မှာပါဗျာပြင်းပြင်းထန်ထန်ဖះမဖြစ်သည်မတင်ပလင်ကိုငါမထတော့ဘူးပြက်ပြက်သားသားဆုံးဖြတ်ခြင်းနဲ့အာတာပပြင်းထန်တဲ့လုံလဝေရယနဲ့အထုတော်မူခဲ့တာဖြစ်ပါတယ်ဗျာမလုံမပြင်းမဲ့ကျင့်မှတရားလားဆိုတဲ့မိကုံလဲပြန်နှလုံးသွင်းကြည့်ရင် ဘောရိပင်အောက်မှာဖျားဖြစ်ဖို့ညနေချမ်းကနေနည်းနည်းမိုးတောက်ထိတညာလုံးအာထုတ်တဲ့မြတ်စွာဘုရားထိုအာထုတ်နေတဲ့ချိန်မှာဓာလီဝါဖောက်ပြန်လို့ကာယကဒုက္ခကျဉ်းထန်စွာဖြစ်ပေါ်လာရင်တရားကျင့်နေတဲ့ဘုရားဖြစ်ဖို့တရားကျင့်နေတဲ့ဘုရားအလောင်းဟာလှုပ်တာပြင်တာတဏှာလိုလိုက်နေတာ ရှိမလားလို့နှလုံးသွင်းကြည့်ရင်စောစောက ်အင်တာနက်မှာရေးချပြောရတဲ့ဟာတွေကဗုဒ္ဓဘာသာဝင်တွေအနေနဲ့အမြင်မရှင်းစရာရှိပါဘူးဖခင်ဖခင်တပည့်တော်ယူသားစွာရှောက်ထားပါတယ်ဖခင်ရှိတာလည်းပဲဖွင့်ပြီးတော့တတိယတလအချီတရားစခန်းလည်းပြဖို့ရတယ်ဖခင်တတိပဌာန်၄ပါးကိုပဲအလုပ်ပေးတရားအနေနဲ့ပေးပါတယ်ဖခင်တို့တော်သူတတိပဌာန်တုတ်မှာ ဆရာတော်ဘုရားခြေသားပြုစုတဲ့သောတာပတိမေရှုဝေကျမ်းကိုဖတ်ပြီးနောက်မှကာယဝေဒနာစိတ်တဓမ္မဆိုရှုကံ၄ပါးမှာဣဒ္ဓဘေခုဝေဘေခုကာယေကာယ ानु ပတ်တိဝိဟရတိဝေဒနာတုဝေဒနာ ानु ပတ်တိဝိဟရတိစိတ်တေစိတ်တ ानु ပတ်တိဝိဟရတိဓမ္မေတုဓမ္မ ानु ပတ်တိဝိဟရတိအာတာပိတံပဇာနောတတိမာ ဝိနေယလောကေအဘိဇာဒေါမနတံဆိုပြီးတော့ဏိဒံအကျင်းမှာလေ့လာပါတယ်ခင်ဗျာကာယဝေဒနာစိတ်တဓမ္မအရှုကံပရမယုံဏ်တွေကိုကာယ ानु ပတိအနိစ္စဒုက္ခအနတ္တအတုပဖြစ်တဲ့ယုတ်ပေါင်းများကိုဖန်မှန်ရှုသည်ဖြစ်ရဆိုပြီးတပည့်တော်တို့စာကို ပြည့်စုံသည်ထိမယူဆတတ်ခဲ့ပါဘူးဗျာတကယ်အရှုကံပရမယုံနံတွေရုပ်ကိုတောင်မှဘုရားတပည့်တော်တို့ဆရာတော်ဘုရားအခုကျင့်လမ်းညွန်ပြီးကျင့်ခိုင်းနေတဲ့ချုပ်ဆဲသည့်ကျင့်စဉ်ဒုတိယဘုံတမာတိသူရောက်လာပြီးဆိုမှရုပ်ပရမရဲ့ဖောက်ပြန်မှုသဘောတသက်ကိုမြင်နိုင်ကြောင်းမနောတန်ဖတ်တာဖောက်ပြန်ရုပ်သူညွတ်ပုံဝေဒနာက ဖောက်ပြန်တဲ့ရုပ်ရဲ့အဋ္ဌရတ္တနိဋ္ဌရတ္တကိုခံစားမှုသဘောတက်တက်ဆိုတဲ့အခြေခံပရမယုံနာသုံးမျိုးကိုတောင်မှလုံလောက်တဲ့သမာဓိကိုမရောက်သေးပဲမမြင်နိုင်ဘူးဆိုတာအရင်ကမသိပါဘူးခင်ဗျာတောရပတိမေရှုဝေကျမ်းကိုလေ့လာပြီးမှသာဒီတတိပဌံသုံးပါလေအာတာပီဆိုတဲ့အာတာပဝီရိယဟာအိန္ဒြေထိုက်တည်သည့်ဝီရိယိန္ဒြေဖြစ်မှတတိမာဆိုတဲ့တတိယလေတတိန္ဒြေတို့ဆက်ရောက်မှ တံပဇာနောဆိုတဲ့ပညာကလည်းပင်ငိန္ဒရီတို့အထိဆိုက်ရောက်မှယုတ်နံပေါ်မှာအဘိဇာနဲ့ဒေါမနတဆိုတဲ့နိဝရဏကိလေသာလည်းတရင်ကဝိခံမနတကယ်ကွာပြီးတော့ကာယဝေဒနာစိတ်တဓမ္မတို့ရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးကိုလည်းအမှန်တကယ်မြင်မယ်ဆိုတာကိုတပည့်တော်အစကလုံလောက်အောင်သိပါဦးဗျာတောရပတိမေရှုဝေကျမ်းကို တေချာဖတ်ပြီးတဲ့အခါကျမှဒီသမာဓိရောက်မှဒီယုံနဲ့မြင်မယ်ဒီသမာဓိရောက်အောင်ဒီကျင့်စဉ်ကိုကျင့်ရမယ်ပရမဘဝင်သမာဓိဟာဘုရားတပည့်တော်တို့အခြေခံဆယ်ရက်မှာအာနာပါနရောဘောင်းချင်းကျင့်စဉ်မှာရောနှစ်နာရီဘဝင်ပိုင်းကျင့်စဉ်မှာရောထိုင်ကမ္မထမ်းမှာရောလျောင်းကမ္မထမ်းမှာရောအခုမဟာပလင်မှာရောကာယကဒုက္ခကိုကြောင်းခံပြီးတော့ယောဂီရဲ့စိတ်မှာကြမ်းတမ်းစွာဖြစ်ပေါ်လာတဲ့ ဒိဋ္ဌိတဏဒေါသဇောချမ်းနဲ့ချုပ်သွားတဲ့အတွက်ကြောင့်သူဇောချမ်းတို့ရဲ့မိယာနှလုံးအိမ်ဘဝင်ကငြိမ်ကြသွားပြီးတော့ပထမဘဝင်လို့ဆရာတော်ကျန်ကမှတမုတ်ထားပါတယ်ဗျာအဲ့ဒီပထမဘဝင်တမာတိကိုရောက်ပြီးဆိုမှကာယကဒုက္ခကိုအကြောင်းခံပြီးစိတ်မှာဘိဇာဒေါမနတမလာတော့ပဲဓာတ်၄ပါးအတုပအယုစု32ခုထာတာရှစ်စိတ်နောက်စိတ်နောက်ဆံမတင်မဲ့ အနောက်ရှေ့ကင်းငယ်ရှုနိုင်ပြီဆိုတာအခုမှသိပါတယ်ခင်ဗျာဒီကနေ့မှရှေ့အနိမိတ်တချုပ်ဆဲသည့်ကျင့်စဉ်နဲ့လောကီကာမပညာကိုအာယုံပြုတဲ့စကလုံးပါတဲ့ပစိတ်ခတ်တဲ့နာမည်တက်တဲ့ပညာနဲ့ရှင်တဲ့စိတ်တည်ချုပ်နေတဲ့နမိတ်ကင်းတဲ့အနိမိတ်တသဘောကိုမြတ်တာတဲ့ဝိရိယတတိတမာတိနဲ့မွေးမြူပြီးတော့ အိန္ဒြေထိုက်သွားတဲ့အခါကျမှထိုလောကီကာမပညာတွေကိုအာယုံပြုတ်တဲ့အခါစိတ်မှာဖြစ်တဲ့ဇောအလင်းတွေချုပ်ငင်းပြီးထိုဇောအလတ်တို့မိယာနှလုံးအိမ်ဘဝင်ကထဆင်ငြင်းကြသွားပြီးဒုတိယဘဝင်သမာဓိရောက်မယ်ဆိုတာသိရပါတယ်ဖေဟာမရောက်သေးပါဖေဟာဒုတိယဘဝင်သမာဓိကိုရောက်မှ ဖောက်ပြန်မှုညွတ်မှုခံစားမှုဆိုတဲ့ ပရမယုံနာကိုလဝါဘောပရမယာတင်ကြည့်တယ်လို့မြင်နိုင်တယ်ဆိုတာဆရာတော်ပြုစုတဲ့ကြံဖတ်မှသိရကြောင်းပါဗျာသို့တော်အကြည့်၆ဆုံးဝိညာဉ်၆လုံးဆက်ဆက်က36ပါးသောပရမယုံနာများကိုမမြင်နိုင်သေးကြောင်းထိုချုပ်ဆဲသည့်ဒုရယဘုံသမာရိရောက်ရှိဖို့တောင်းမှာဆရာတော်ဘုရားဟောကြားတဲ့တရားတွေလည်းဘုရားတပည့်တော်နေတိုင်းညတိုင်းနားပါတယ်ဘုရား အနည်းဆုံးမျှတာတဲ့ဝိရိယတတိတမာတိနဲ့နမိတ်ချုပ်နေတဲ့ချုပ်မှုသဘောမှာနှစ်နာရီကြာနိဗ္ဗာန်ကိလေသာခွာထားနိုင်မှအိန္ဒြေထိုက်သွားမှဒုတိယဘဝကြာနိုင်ကြောင်းသိပါရဲ့ဗျာဒုတိယဘဝကြာပြီးတာတောင်မှ၃နာရီခွဲ၄နာရီတော့ချုပ်ဆဲကိုမျက်မှောက်ပြုတ်ထားရင်မျက်မှောက်ပြုတ်ရင်းနဲ့တတိထားတဲ့အာရော့လာပြီးမောဟကတ်တဲ့အခါ ဘုရားသတိတော်ဂျိုသေးစွာနာပါတယ်ဘုရားရေခဲတုန်းကနေရေခဲငွေလီပြန်တက်တယ်လို့စိတ်ကတကြေလောကီပညာကိုအာယုံပြုတယ်ဒါကြောင့်တမာတိတတိမလုံးဂျုံသေးဘူးဆိုပြီးတတိယဘဝတမာတိရောက်ဖို့ဝေဒနာဖောက်ပြန်မှုညှို့မှုခံစားမှုဝေဒနာဖြစ်တာပြက်တာပြက်ရာကနေဝေဒနာချုပ်ရာကနေ ဝေဒနာချုပ်မှုသဘောအနေနဲ့ကျင့်စဉ်တက်နိုင်ကြောင်းတပိတော့မှတ်သားရပါတယ်ဖုရားအ ਨੇ ဆုံး10နာရီမြတ်ချုပ်မှုသဘောကိုမျက်မှောက်ပြုပြီးညှတာတဲ့အင်းတွေနဲ့တည်နေနိုင်မှာသို့တော့ချုပ်မှုကိုမမြဲမှာစိုးရင်ပြီးတော့တတိထားမှုမှာဇောကတ်နေလို့ရှိရင်အင်းတွေမထိုက်နိုင်ကြောင်းတတ္တိယဘုံမကြနိုင်ကြောင်းမှတ်သားရပါတယ်ဖုရားချုပ်မှုသဘောလဲပျောက်ခြင်းပျောက်ပစီ ကဲတတိမထားပဲနဲ့အားဆိုင်မထားပဲနဲ့နေလို့သိကျင်လဲသိပါစေဆိုပြီးတတိမှာကတ်နေတဲ့ဇောအလင်းကိုလွတ်လိုက်တဲ့အခါအိန္ဒြေညီမြသွားမှတတိယဘဝင်ကြနိုင်တဲ့အကြောင်းလည်းမှတ်သားထားပါလေခင်ဗျာတတိယဘဝင်ကြသည့်နှင်းတကိုင်းနဲ့မနောအကြည်ကိုမျက်မှောက်ပြုရမယ်လို့လာညွန်ထားပါလေခင်ဗျာမနောကြည်ကနေစလင်ကိုပိခါအပြင်ခွာနိုင်တဲ့အခါကျမှ 36မျိုးသော အကြီး6စုံအာယုံ6ပါးဝိညာဉ်6လုံးဖတ်တာ6မျိုးဝေဒနာ6မျိုးတဏှာ6မျိုးဆိုတဲ့ဆတ်ဆက်ကပရမယုံနာများကိုအနိစ္စဒုက္ခအနတ္တပွားပြီးတော့အရိယမတ်တရမယ်လို့မှတ်သားထားမိကြောင်းပါဗျာထူကြံကန်တွေ့လဲအထူးပဲဥခိုက်ပါလေဗျာအာနိမိတ္တကျင့်စဉ်နဲ့ပတ်သက်လို့ဟုတ်ဖာကြည့်ရသို့တော်လည်း အနာကကတော့မှန်လို့တော့ရလာပေါ့မှန်ပါဗျာအခုဒီနေ့မနေ့ချုပ်ဆဲသည်ဆိုပြီးအနိမိတ်တမားလေးကိုထူထောင်ခိုင်းပြီမှန်ပါဗျာအစာလေးတော့တောင်းတောင်းတော့ချုပ်နေလားမိနစ်ပိုင်းလေးတော့ချုပ်တာတွေ့ပါတယ်ဟုတ်တယ်မိနစ်ပိုင်းလောက်လေးချုပ်တဲ့သဘောလေးကိုပြန်ကြည့်လိုက်ရင်အတိတ်အာသဝအနာကအာသဝပြစ္ဆဝအာသဝရှိပြီလားမရှိပါဘူးဗျာအဲရှိတော့အဲ့ဒီချုပ်တဲ့သဘောတော့ အာသဝမရှိတော့အဲ့မှာအာသဝတရင်ကချုပ်မှန်ပါဗျာအဲ့ဒီလူများသာဝရချုပ်ရင်ငင်းကြံငင်းကြံအကုတ်တွေ့ကိုဗျာဒါပေမဲ့ခုနတော့ချုပ်မှုသဘောတည်တုံလုံးစရာရှိသေးလားမရှိပါဗျာပြုပြင်စရာရှိသေးလားမရှိပါနမိတ်ရှိသေးလားမရှိပါဗျာအာနိမိတ်တအာနိဒအာသင်္ကတဟုတ်နော်မှန်ပါဗျာဒါရီယဦးဇင်းတို့ကျင့်တဲ့ပုဂ္ဂိုလ်ရပါသည်ဆိုပြီးတော့ရေးထားတာမှန်ပါဗျာရဖို့တော့တော်တော်အားထုတ်မှာပေါ့ ဲ့တော့ဦးဇင်းရဲ့အခုအာနိမတ္တကျင့်စဉ်ရေးထားတာလေအာနိမိတ္တကျင့်စဉ်ကိုအခုဆဲစိဒိဋ္ဌံစကားမှာလမ်းဟိုဖောက်ပြီးတာလေအဲဒေသနာနဲ့ခန္ဓာနဲ့ဖြစ်ရနဲ့ပုံမှန်ဘလို့ခြုံုံသုံးတာဖြစ်ရနဲ့ဟောကြောက်ရှိတဲ့လောက်တမာဒီနဲ့တွေ့ကြုံရတာမှာဟောခန္ဓာဖြစ်ရနဲ့ဟောကိုက်ညီပါတယ်ဗျာဟုတ် ဲ့လိုဆိုခဏချုပ်သွားတော့ကြာကြာတော့မချုပ်ဘူးဖြစ်ဟုတ်ပါကြာကြာမချုပ်သေးဘူးလေတခါတလေဒလီဘာထင်ရှားလာတော့ဒလီဘာစိတ်ကရောက်ပျောက်သွားတယ်ဖြစ်ရောက်သွားတဲ့အခါမှာခဏလေးချုပ်တာကိုမျက်မှောက်ပြူမိနေတဲ့အချိန်မှာအချိန်နဲ့မေ့သွားတယ်ဖြစ်ရရှိရခဏကိုခေါင်းတို့ခြေောက်တို့လက်တို့ရှိရထမ်းလက်ပျောက်သွားတယ်ဖြစ်ရမနေ့စာစားပြီးတာလားနေ့လေအချိန်လားနည်းနည်းပြန်စင်းစားတော့တမ်းမပေါ်ဖြစ်ရအင်းပေါ့ပညာနေချုပ်တင်ပါဗျာ အကိသေကန်ကြီးမှာအဲ့လိုချုပ်နေငါးသိမယ်ဆိုတာရှိသေးလားမရှိတော့ပါဘူးခင်ဗျာတော့ကပြီးကြပါမြင်အသေးကန်ကြီးလေးချုပ်တယ်နော်ဦးဇင်းတို့ကအဒီတီရောက်စီခြင်းတို့မရောက်တော့မှအဲ့ဒီရောက်ဖို့အတွက်ဒုက္ခိန်တွေကြောစီခြင်းလားမှန်ပါဗျာအဲ့ဒီတော့ကိုဦးဇင်းတို့တအားပင်မန်းခံပြီးတော့အာအလိုမလိုက်အတင်းဆွဲညင်ညူလဲအတင်းခေါ်အဲ့လိုလောရတာကိုညင်းစေပါတယ်လို့ပြောတော့ဦးဇင်းတို့မှနှာခေါင်းမောင်းတာပေါ့မှန်ပါဗျာအလုံးသွင်း မမှန်ကန်တဲ့အကြောင်းခံပြီးဖြစ်လာတဲ့ဇကားဒီလိုပဲယူဆပါတယ်ခင်ဗျာဒါပေမဲ့ဥစဉ်ကဟိုတနာရပဲရှိပါမှန်ပါခင်ဗျာဥစဉ်ပြနေတာအခုတခါကြီးကဓမ္မစီကကြံပြီးတဲ့သာသနာတရားပုဂ္ဂိုလ်ဥစဉ်ကယတနုဘောတော့တပုတ်ရတဲ့ပုဂ္ဂိုလ်ဒါအမှန်ပဲလေပရိယတ်ရတဲ့ပုဂ္ဂိုလ်ဥစဉ်ရည်ရတဲ့ကြည်စင်နေရဒေသနာနဲ့လွှဲတာရှိသေးလား လွယ်ပါဘူးဗျာပါဠိတော်တွေအဓိက ထောက်ထားတာပါဗျာတပည့်တော်တေချာဖတ်ကြည့်ပါလေဗျာတေချာဖတ်ကြည့်တော့ပါဠိတော်နဲ့ထာဂရနဲ့ရှင်းလာရင်နှစ်ခုကိုရမှုရှင်ပါဠိတော်နောက်လိုက်ရတယ်လို့ဥပဒေသားရှိပါဗျာထာဂရနဲ့တီကာနဲ့နှစ်ခုရှင်းလာရင်ထာဂရနောက်ကိုလိုက်ပြီးဆုံးဖြတ်ရတယ်လို့ဥပဒေသားတွေ့ဘူးရတယ်ဗျာတီကာနဲ့အနုတီကာနဲ့ရှင်းလာရင်တီကာနောက်ကိုလိုက်ပါလိုက်ရမယ်ဆိုရဥပဒေသားရှိပါဆရာတော်တောတာပတိမေရှုဝေကျမ်းမှာ ထောက်ထားတာတွေအဓိကပါဠိတော်တွေခိုင်ခိုင်ထောက်ထားတာပါဗျာတချို့ကလည်းနှလုံးသွင်းပါဗျာဒီတချို့ကမာဘလင်ဟိုနေ့ဆရာတော်မိန့်တယ်လို့ပေါ့ဗျာအရောက်တရားချိန်တယ်တရားလုံးတော့တရားဆန္ဒဝီရိယလည်းတူမှမတူကြတာဗျာဓက္ခံပါရမီတူမှမတူကြတာဗျာအကုန်လုံးအောင်မှဒီကျင့်စဉ်မှန်တယ်လို့ယူဆမယ်ဆိုရင်ဘုရားတော်မှာသူ့ရောက်ဖာညီကိုဝန်းခွဲတဲ့တော်တဲ့ເທວະရာ ချွတ်မချွတ်နိုင်ကြတာပဲဗျာဟုတ်တယ်ဒါနဲ့အခုကဒေသနာခဲ့နဲ့မြတ်စွာဘုရားရဲ့နော်သာသနာပြုပုံကြီးကိုချုံမမသိပဲနဲ့မှန်ပါဗျာအဲ့လိုမသိပဲနဲ့အစွန်အစကိုမနာလို့လို့မလာလို့တဲ့နေရာကနေကစားကောက်ပြီးတော့လောက်ကြတယ်မှန်ပါဗျာနော်ဒီကုဏဒါရီဟောပြောမှဆိုရင်ကုဏလို့မသိတော့ဘူးလူကြီးကုဏဒကာကြီးပြောတာကြံတဲ့လူမသိဒီမှာလည်းကြုံနေရောက်မသိဒကာကြီးကလည်းနောက်ပိုင်းကလည်းမှန်းပြောတာ ဟုတ်တယ်လားတမပါဗျာမသိနိုင်ဘူးအဲ့မသိနိုင်တာတွေကိုသိစေချင်တယ်ဒါပေမဲ့အဲ့ဒီမရောက်ချင်နေပါအသေးတတ်မဲ့ဆိုတော့နော်ဒေါမနတာဒေါသတွေချုပ်ဖို့အပိစာတွေချုပ်ဖို့အကြမ်းနေအဲ့ဒါချုပ်မှာပဲလူဘဝမှာလူပြည့်အကျိုးနဲ့တော့မယ်သိချင်းစင်းမှလွတ်တော့မယ်အပေဝေးမှလွတ်တော့မယ်ဆိုပြီးတော့တရားဓမ္မတွေအတွက်ရည်ရွယ်ချက်ထားပြီးတော့ဦးစင်းဘုရားကအာထုတာမှန်ပါဗျာဘယ်အလုံးသာလို့ခေါ်ဘူး